ကဲဆိုတော့ကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါရပြိဿကြီးများကျွန်တော်ဒီနေ့မှာရောဘာလို့သွားမလဲ live ကြည့်ပေးအောင်ပေါ့နော်ကျွန်တော်ဒါဒီပေါ့နော်ဒီဗီဒီယိုမတင်ခင်တော့ episode 6တုန်းကကျွန်တော် error လေးနဲ့ရှိပါတယ်ဘာ error လဲဆိုတော့တော်တော်များများသိရဲ့ကျွန်တော် video နှစ်ပုဒ်ကို damn near ချိန်ပြီးတော့နှစ်ပုဒ်ကအတူတူဖြစ်ပြီးတော့တင်မိလိုက်တာပေါ့နော်အဲ့လိုလေးဖြစ်သွားတယ်အဲ့တော့ကျွန်တော်တခါလေးတောင်းပန်နေတယ် အာကျွန်တော်အဲ့နဲ့ကျွန်တော်ရဲ့လောက်ထားတဲ့ဗီဒီယိုအစ်စ်ကိုဘာလို့ဗီဒီယိုအစ်စ်အရှိကိုကျွန်တော်ထပ်တင်ပေးလိုက်တယ်တင်ပေးလိုက်တဲ့အချိန်မှာလည်းပြန်ပြီးတော့ကြည့်ပေးကြတယ်10 minute အဟောင်းနဲ့ပဲပြန်တင်လိုက်တယ်ပြန်ပြီးတော့ကြည့်ရှုပေးကြတယ်ဘာအခုညမှာ subscriber 600နဲ့မှ go ကျွန်တော်ဗီဒီယိုတင်နေတဲ့အချိန်မှာရှိသွားတယ်ဖြစ်တယ်လို့ကျေးအများကြီးတင်ပါရအလုံးအဲ့ဘာလို့တရားတိဆောက်ခြင်းအရှိမလဲရအိမ်ထဲကျွန်တော်တင်ထားပါတယ်အဲ့ကိုလည်းတွတ်ကြည့်ပေးကြပါဦးမနော်ဒါပေမဲ့ကျွန်တော်ဒီတရားတိဆောက်ခြင်းနောက်ထပ် video tôi là chúng ta tiền ha tôi là lâu về chỉ để làm vậy ở khu chúng ta thì này đã cho video lâu đã xin này này và đã đi video rất tên này là này tôi muốn mình đã phải tìm tìm video này mới rồi những số đàn này coi nào là cho channel đi like and cho nó nữa. subscribe đi này cũng như bây giờ chào bạn nhé rồi ok thì này vài luôn này like chỉ đại chào let's go ok rồi chúng đi vào đi trả đào của nó rồi video này nên làm rồi trả rồi cho nó rồi trả đi thì sau chuyện tiền mà không bảo của nó ai episode mà không mà đi làm ai mai nữa ông ấy entrance thì sẽ được đấy nhưng thôi nói đùa và lâu mà lê rồi là gì đấy nếu mà này chưa đây nó ai cả toa ai lấy cả rồi let's go và đấy nhớ vậy giao này một là bảo đỡ ai luôn nhỉ mình mèo ngoài này mình mèo ngoài này ai nhớ vậy rồi ra đi là phụ lão nó cho nó cứ làm mi đành này cái này còn nó mi đành မဆိုင်ရတာမင်းနိုင်ပါရတော့မောင်းနေပြီဆိုတော့အဲ့လမ်းမတော့အဲ့လမ်း let's go let's go okay ပြန်တွေ့မယ် okay ဆိုတော့တာလာပါတော့မနက်ခင်းချူရင်အလလေးကနေပြီးတော့အားလုံးတော့ပြည်သက်တွေကိုပြန်လဲရေးကြိုးစိုးလိုက်ပါတယ်ခင်ဗျာဆိုတော့အဟိုမလေးအဲ့အိမ်လေးမြင်နေရသေးတယ်အဲတိန်နေကြတယ်မပိတ်သွားရေး oh my god အဲ့ချူငင်းက minecraft ရဲ့အသက်လောက်သွားကြဟမ် ဆိုတော့ဒီလေရိုင်းဗီဒီယို episode 5ကိုလည်းတွားကြည့်ပေးကြပါဦးခင်ဗျာခုချိန်ဒီအားပေးရပေးတဲ့လေကျေးဇူးများကြီးတင်ပါတယ်ဟုတ်လားဆိုတော့ okay ဟုတ်ကဲ့ဒါနဲ့ကျွန်တော်ဒီနေ့ဘာလုပ်မလဲဆိုတာသိတယ်ကျွန်တော် villager ရာဇကြီးတို့အကျွန်တော်အိမ်တစ်လုံးကတော့ကောင်းကင်ကလေးစောက်ပေးမယ်တစ်လုံးပဲဒီနေ့အိမ်တစ်လုံးပဲဆိုတော့ now အပတ်ကျရင်ဗီဒီယိုကောင်းကောင်းလေးတစ်ပုဒ်ဖြစ်အောင်လာကျွန်တော်ဒါထပ်ပြီးစူးစမ်းသွားမှာပေါ့နော်နောက်ဘက်ဗီဒီယိုလည်းကြည့်ပြီးအောင်ကျွန်တော်ဒီဘက်ကတော့ဒါ villager ပေါ့နော် villager ဟိုပါပေါ့ရွာသကြီးပေါ့ရွာသကြီးအတွက်အင်္ဂါလေးတိုင်ဆောက်သွားမယ်ဆိုတော့အစားဝင်မှကျွန်တော်တို့ဒါလုံးစံတိုင်းစပါးလေးပါလေးရိတ်လိုက်ကြပါဘောနော်ဆက် let's go ပဲကဲဆိုတော့ဒီတော့ကျွန်တော်ဒီနေ့ကစပါးပဲရိတ်မယ်အဲစပါးပဲလုပ်မယ်စပါးပဲရိတ်လိုက်အဲ့လေကြောင်းလေးလမ်းနေစပိုင်းရဲ့အတက်အမြင်တဲ့လိုအရန်ကျဲသွားတယ်အဲ့ကျွန်တော်ရဲ့ပြဿနာဟုတ်ရင်ဟာကြာလည်းပါမကြာ ဲ့ဒါထား Okay ဆိုဒီလောက်ပဲဒီလောက်ပဲဒီလောက်ပဲဆိုတော့စားစရာလည်းရှိစားစရာစိတ်ပူကြမယ်ဘာလို့လဲအဲခုနကအားလုံးချိုင်းရဲ့အကုန်ရှိပါတယ်ဆိုတော့ဒီတော့ကျွန်တော်တို့ဘဲရွာရွာတကြီးကိုစောက်စေခြင်းတည်းဗျအိမ်စောက်ပေးစေခြင်းတည်းတောစီမှာရွာနေရွာရှိရဗျာအနာလေးကကျွန်တော်လိုက်ပြမြေပြင်ပိုကောင်းတဲ့ရွာကိုကျွန်တော်အိမ်ပိုစောက်ပေးလိုက်ပိုစောက်ပေးရတာဖြစ်တယ်အဲအိမ်စောက်ပေးမယ်မလို့ဘတ်လိုက်တာတော့မဟုတ်ဘူး ရေးရေးပုံစံလွယ်မဲ့ဥစ္စာပေါ့နော်အဲ့လိုလေးလောက်ပြလိုက်မယ်ဒီရွာကတော့ဒါကြည်ကြည်ကြည်ရမ်းနေပုံစံတသက်လုံးမလွယ်ဘူးဘာမလို့မှမလွယ်တော့နေသားပေါ်တယ်မသွားဘူးနေသားပေါ်တယ်ကနေတော်တော်စိတ်ညစ်ပါတော့သွားသွားပြီးသိသွားလို့အဲ့လိုမသွားတော့ဘူးအမကျွန်တော်ရဲ့နေတာပေါ်တယ်အပြက်လေးရနေပြီအကောင်းလေးလောက်တာရှိရပါလားအဲအဲ့ဒါလေးတင်ပေးတာရှိပါသေး ရှင်းမှာတော့ကြည့်လို့ရပါတယ်ခင်ဗျာဒါတင်နေတော့ကြွားတကြီးခင်ရဘယ်အိမ်မက်ကိုမသိဘူးကျွန်တော်ဒီရွာဒီကြွားရွာလေးဒီလားဘာလို့မသိရလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အမတိလို့မသိလို့ဖြစ်အဝေးဒီမှာတော့မဆောက်တော့ဘောပဲရွာတော့ let's go ပေါ်စီကနေလိုက်မြင်ရတော့ iron farm ပါဆိုတော့ဒီမှာတော့ iron collar ရှိတယ်ဒီရွာရဲ့ ဒါစောင့်ချက်ကျွန်တော်ရဲ့ရွာပေါ့နော်မွေးရမြေရွာဘာလို့အိမ်မဆောက်တာအိမ်မဆောက်ပေးတာရွာကြီးအိမ်ကိုမဆောက်ပေးရလဲဆိုတော့ဟာဒီမှာမနာပါဘူးကွာတိုင်းဘယ်တော့လဲဒါပြေတော့လောက်ကြတယ်ကွာအာကောင်းအေးဟုတ်တယ်တော့ကြာပြီကြာပြီနော်အဲဆိုတော့ဘာလို့အိမ်ဆောက်ပေးရလဲဆိုတော့ကျွန်တော်ရွာမြေမုံကကျွန်တော်အိမ်ဆောက်ပါတဲ့ဆိုင်တော့ လမ်းအရင်ခင်းပေးပြီးတော့လည်းပြန်ပြန်လေးညှိပေးလိုက်တာပို့ကောင်းတယ်ကျွန်တော်ရဲ့ဒီနေ့ topic idea ရကကျွန်တော်ကဒါလဲဆိုတော့ကျွန်တော်ဒီရောအင်ဆောက်ပေးဖို့အော့မော်ဒီလမ်းခင်းပေးဖို့ညှိပေးဖို့မဟုတ်ဗျာအဲ့ဒါပြင်းမှာပါအဲ့မော်ဒယ်လေးကိုထည့်ပေးရအောင်အဲ့နေကြရတော့အချိန်လေးပြပြီးတော့ကျွန်တော်မိနစ်20လောက်ဗီဒီယိုလေးရိုက်ပြီးတော့လုပ်ပေးပါမယ်။ဆိုတော့ cherry dot အရင်သွားမယ်။ မတီးရီယယ်အဆုံးရှိနောက်ပြီးကြမလိုက်သေးရကျွန်တော်ဒီ iron ကောက်လဲ one step ကျော်ကျွန်တော်မသိမ်းရသေးဘူး episode sorry episode 5မှာရရလားမသိဘူးကျွန်တော်မသိမ်းရသေးဘူးเนาะရွာတော်လာပဲခင်ဗျာစီးရပါလို့ရှင်ပြောပါเนาะ comment မှာကျွန်တော်ချပေးပါတော့ပေါ်ရအောင်ပြတင်မယ်ဒီရွာနဲ့တက်ကက်ကက်ကျွန်တော်ရွာနှစ်ခုစလုံးကတောင်ပေါ်မှာဖြစ်နေတယ်တောင်ကြီးပေါ့တောင်ကြီးအဲ့ဒီရွာနာမည်အောင်တောင်ကြီးလို့ပြရအောင်တောင်ကြီးရွာ တောင်ကြီးကျွာအဲတောင်ကြီးကျွာတောင်ကြီးကျွာမှာရွာသူကြီးအာတော့ဒါဘာလို့တယ်ကာရဝတ်ပြည်တယ်ဟုတ်တယ်ဟုတ်ကဲ့โอเคဆက်ကျွန်တော်ရွာအပေါ်ရောက်လာရအောင်မင်းပြကြည့်ရအောင်ဟာဘောရရလာရောနော်နောက်မှာအိမ်ကြီးရှိတယ်ဒီအားတဲ့အိမ်ကြီးနေပါတယ်သူကလည်းလူသားပဲရှိရမှာနော်အဲ့ဒီရမကြီးအိမ်ဒီလုံးအသက်ဆောက်ပြီလိုက် lờ lờ bị lẹ đi ná lên mà đi mi dài thì đập xe một cái bây cho nó Clovercraft vào rồi đấy anh đi mà xe chiều nhá rồi lại như vậy lại lại mấy cái này cái gì cho xe một nó cái cho xe ทีนอกจากเชยโดยยาแล้วนอกจากอ่ะไอ้นอกจากชิวเงี้ยแล้วที่ไหนใช่ไหมแล้วทีจ้าตะเกียว mai đi rửa của nó xu lại đi rửa cái đó ta lấy gì là giống cho nó tùy thải rửa đi rửa mà mobile à Minecraft mà xôi ok à cho nó ấy xong mẹ em bông giang cá đó lưu lý lê xu rồi cho nó luôn đi lô bông giang bé bí bác của đánh nên nên đi xoay thùng mà biết đi lô bông giang cho nó đâu đánh ဒီဘက်ဘေးဘက်ကိုလည်းဆွဲထုတ်မယ်။ဟုတ်ရင်ဟုတ်ရင်ကျွန်တော်ဒီကနေပြီးတော့ဖိုးအနောက်ကိုရှေ့ထုတ်လိုက်ဘယ်လိုခွဲမလဲဆိုတော့ကျွန်တော်တို့အာဒီဘက်မှာအိတ်ခံဒီဘက်မှာဒါ living room ထားမယ်။ဖိုးအနောက်မှာကျတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲသူတို့ walking area ပေါ့ဗျာ။လောက်လောက်တဲ့နေရာလေးကျွန်တော်အဲ့လိုထားဖို့ကျွန်တော်စီစဉ်ထားပါတယ်။ဆိုတော့ okay တော်တော့ဒါစာပြီးတော့ကျွန်တော်စောက်စောက်လိုက်မယ်ပေါ့နော်မတီးရတိုက်လိုက်ပြီးပါပြည့်တွေ့ပါမယ် ကဲဆိုတော့ကျွန်တော်ဒီနေ့တော့ကျွန်တော်ဒါနောက်တစ်နေ့ရောက်သွားပါဘောဗျာ Minecraft ထဲမှာပြောရနော်အားနေကျွန်တော်မပစ္စည်းလေးနည်းနည်းစုထားရယ်တသားတွေပါတယ်ဗောနော်အဲလိုအပ်နေတာပြန်ပြီးတော့ဟိုပါဖြစ်မှာဗောဗျာဒီမှာကျွန်တော်ဒါလေးပဲဒါကဘာလို့ခုလဲဆိုရင်တော့ဟောဗောဒီဥစားတွေကကျွန်တော်နည်းနည်းလေးပဲဗောနော်ပစ္စည်းအနှဲငယ်ပဲဘာလို့လဲဆိုတော့ကျွန်တော်မထက်ပြီးတော့ပြဒါကပြဝယ်လို့ကြာရင်တော့ထပ်ပြီးတို့တို့လောင်လာတဲ့ဟိုဟို chest ထဲမှာ ဘာမှမရှိတော့ထပ်ပြီးတော့တုတ်တောင်းလာရဲ့ဆိုတော့အငဲတုတ်တောင်းနေရေဗျာဗီဒီယိုပြီးမှရင်ကျွန်တော်နောက်ထပ်ဖြေတင်အတွက်ဆိုပြီးတီးတန်အခွဲခွဲပြီးချက်လောက်တာအခုလည်းအဲ့ချက်လည်းမလုံးဖြစ်ဘူးဗျာအဲ့လိုနေထားရှိရဲ့ဆိုတော့ဒါပဲရှိရဲ့ဒါနဲ့ဒါနဲ့ပဲကျွန်တော်တို့ဒါအခုအရင်လောက်ကြည့်မှာပါဗျာဒါတွေရစိတ်ပြီးတော့ကျွန်တော်နည်းနည်းလေးပဲလောက်ထားရဲ့အစားရအမောက်ကအရမ်းမလို့ပေါ့နော်လိုရရင်တော့နည်းနည်းလေးလာပြန်လောက်မယ်ပေါ့ဗျာဆိုတော့ okay thank you ပဲပို့ရအောင်ပြတ်တွေ့ပါ โอเคဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ဒါပထမအကွက်ကိုကျွန်တော်တို့ကဘယ်လိုယူရလဲဆိုတော့ဒါနဲ့ပြီးတော့တတ်ဖို့တော့ဘယ်လိုလုပ်ရမလဲ So everyone you are in ကျွန်တော်တို့ကဲဆိုတော့ကျွန်တော်အဲ့ဆောက်တဲ့ဘိုင်းကျွန်တော် skip လိုက်မယ်ဘာလို့ဆိုတော့ဟိုပါကြည့်တော့ဗျာအရင်ပြောင်းသွားတယ်ပြတော့ကျွန်တော်ဟိုဘာတော့ကလည်း skip ထားတယ်ဗောနော my entrance out တော့ဗောနော်ဒီ starter house လေးပဲဆိုတော့ဗျာ ခဏကြီးပဲဒါပေမဲ့ကျွန်တော်ပုံကြီးဆောင်မှာဆိုတော့ဘတ်သားတို့လည်းခိုင်ချင်ဒါ movement နေမှမြင်ရတဲ့ခါကျရင်ကြည့်ရပြင်းပါမယ်ဆိုလို့ကျွန်တော် skip ပြီးပါရင်ကျွန်တော်ပြန်တွေ့ပါမယ်ဆိုတော့စောက်ပြီးပါရင်ပြန်တွေ့ကြပါဘိုင်ကဲဆိုတော့ကျွန်တော်စောက်လုံးလို့ပြီးသွားပြီပေါ့เนาะကျွန်တော်ရဲ့ material ရဲ့အနေထားကိုလည်းတစ်ချက်ပြန်ကြည့်ပါဒါတော့သွားယူထားတာတွေပါသေးတယ်1 step 2 step ဒါက stone ဆိုရင်3 step 4 step လောက်သွားပြီးရယ်ကျွန်တော်ယူထားပြီးရယ်စောက်တားတက်သားတွေဆိုတော့တော်တော်ကြီးကိုဂုံနေဘာလို့ဆိုတက်သား quality တက်သားတွေတုံးတာဖြစ်တဲ့အတွက် limit တက်သားတွေတုံးတာဖြစ်တဲ့အတွက်အရန်ကိုဂုံပါတယ်ဒီ limit တက်သားတွေတုံးတာဖြစ်တဲ့အတွက်ပေါ့နော် limit တက်သားဆိုတာအရန်ဂုံပါတယ်ခင်ဗျာကျွန်တော် limit ဒါလုံးမတာကျွန်တော်ဒါ limit လေးလုံးမတာတုံးမှုရတဲ့တက်သားတွေကိုကျွန်တော်တို့ကတော်တော်များတုံးတာဖြစ်တဲ့အတွက် ၃ဒီလိုမျိုးဟာ၃ဌာဖြစ်တဲ့အတွက်ကုန်ဌာဖြစ်ပါတယ်ဒီမျိုးဟာပေါ့နော်တော်တော်လေးတော့ကုန်သွားပါတယ်ဆိုတော့ okay နေသားကိုတစ်ချက်ကြည့်လိုက်အလေဟိုတေဗျာမိုင်းနဲ့ဝင်လေကျွန်တော်ဝေးနာမှာစောက်လို့ရစတုန်းခတ်တိုင်းဘောကဘေးနာနေမှာရှိသေးတယ်ဆိုတော့ okay ဆိုတော့ okay တော်တော်လေးတော့မိုက်တယ်ကျွန်တော်ဟိုမှာ landing slide တင်ထားရှိရဲ့ချိန်ထားလေးရှိရဲ့မိတိုင်းတွေထွန်းထားတယ်ဘာလို့လဲဆိုတော့ဒီနေ့ကြည့်တိုင်းအရန်ကိုမောင်းနေတာဖြစ်တဲ့တော့ကျွန်တော်အဲ့လိုလေးထွန်းထားတယ်ပေါ့နော်ပြီးတော့ဟိုးအပေါ်မှာကျွန်တော်တို့ဒါမိတိုင်းတွေရှိတယ်ဗျအာဟိုမိကိုးဟောင်းနိုင်မိကိုးဟောင်းနိုင်လေးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒါရွာဒီအိမ်ရှိတက်တက်မှာပဲကျွန်တော်တို့ကဘာထက်ရှိရလဲဆိုတော့မိတိုင်းလေးပေါ့နော်မိတိုင်းဒီဟိုဟာလေးပေါ့ အဲ့လေလေးရှိရမှာလမ်းထဲစိတ်ထိုးနာတယ်ပြီးတော့အိမ်ထဲမှာထူးဆန်းနေတယ်အများကြီးရှိတယ်ကျွန်တော်လိုက်ပြမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါမိရိုင်လေးထုံပြီးလိုက်ကြည့်မှရမယ်အဲ့ဒါအရန်မောင်းနေတယ်ဆိုတော့ okay ဒီမှာကျွန်တော်ဒီမတ်ရှိတယ်ပေါ့ဗျာဒီမှာ stone cutter ကြီးကထားပြီးတော့ကျွန်တော် stone တွေကိုခွဲတယ်ဒီမှာ stone တွေရအောင်ပေါ့နော်အရန်လှပါတယ်အိမ်ကဒီရှိမှလည်းလုံးတိုင်လေးရှိတော့တော်လေးမိုက်ပါတော့ပေါ့နော် ီနားလေးမှာတော့ထုံးမမီးလေးလိုအပ်နေသေးတယ်။ဒါပေမဲ့ရွာဖြစ်တဲ့အတွက်မီးအများကြီးရှိရင်လည်းမလောက်ဘူးနော်။ကြောက်မလို့တော့ဒီအိမ်ကြီးကတော်တော်လေးလပါတယ်။အဲကြောင့်ဘသူ့ကိုပေးအပ်သွားမလဲဆိုတော့ကျွန်တော်ဗီဒီယိုဆုံးမှာပြပေါ့နော်။ဒီမှာဆိုကျွန်တော် carrot လေးတွေကိုအချိန်ပေးပြီးကျွန်တော် site view ထားတယ်။အာအနေထားလေးရှိအောင်ဗျာ။ small garden area လေးလောက်ဝေးထားတယ်။ဒီပပေးမှာဆိုလည်းကျွန်တော်တို့ fire camp လေးနဲ့အဲကျွန်တော်တာလပ်ပါတဲ့ညနေခင်းလာထိုင်လို့ရတဲ့နေရာလေးပေါ့နော်။ကျွန်တော်ဒီမှာဆိုတဲ့စပါးကြီး အနောက်မှာဆိုလည်းကျွန်တော်ဒီမှာဒီပေါ်မှာ lanterns ချိန်ထားဖြစ်တဲ့အတွက်အရန်ကိုလာပါတယ်။တော့ခုနပြောတိုင်းပဲအရှိမနှက်ခမ်းလုပ်မယ်ဒီနောက်မှာတခမ်းလုပ်မယ်ဆိုတာလည်းကျွန်တော်တိတိကျကျလေးပုံဖော်ထားဖြစ်ပါတယ်။ပြီးွားတော့ကျွန်တော်တို့အဲ့အပေါ်ဒီဇိုင်းကိုလည်းကျွန်တော်ဟိုဘက်ဘေးနားမှာဆိုကျွန်တော်ဒါခေါင်လေးပေါ့နော်အလင်းအဝင်ထွက်လေးဝင်ထွက်ကျွန်တော်တို့အစဉ်ပြေမဲ့ဥစ္စာတွေလုပ်ထားတယ်ဆိုတော့ဒီမိုက်တယ်ကျွန်တော်ထဲဝင်ကြည့် ထဲဝင်ကြည့်လိုက်တာနဲ့ကျွန်တော်အနောက်ဘက်ယူရင်းလာမြင်ရမယ်ကျွန်တော်တို့ကွက်တီလေးပေါ်တော့ကျွန်တော်လှုပ်ထားတယ်မန်နေတော်များတုံးထားတယ်ဒီအိမ်မှာမန်နေများတယ်ဒီမှာရောဒီမှာရောကျွန်တော်ဒီဘက်ကတော့မရှိဒီဘက်ကတော့လေးဝင်ထွက်တယ်ဒီဘက်ကတော့ကျွန်တော်တို့ဟိုဘက်အိမ်ကလှမ်းကြည့်လို့မရဘူးလေကျွန်တော်တို့ဘောလေးကာလာရောရပါဆိုရွာတကြီးအိမ်ဖြစ်တော့နည်းနည်းလှေးဝက်နေပါလို့ရပါပေါ့နော်ဒါပေမဲ့မန်နေတော်များတုံးမေးထားတယ်အပေါ်မှာလည်းမန်ဒီဘက်ကအပေါ်မှာလည်းမန် ။ဒါဆိုတော့ညဘက်အလှကြည့်လို့ရတယ်ဗျာ။ဒီမှာဆိုလည်းအရန်မိုက်ရယ်။နော်ဒါဆိုဟိုဘက်ကတောအုပ်တွေကြည့်လို့ရတယ်။ညနေဘက်ပေါ့ညဘက်ပေါ့နော်။ဒီမှာဆိုလည်းကျွန်တော်တို့ဟိုဘက်ကရွာတွေကိုလမ်းပြီးတော့ကြည့်လို့ရတယ်။ဝါကလေးလည်းရှိတယ်။ဒီမှာဆိုဘာကြည့်လို့ရတယ်ဆိုတော့အော်ဒီမှာလာကိုယ့်ရဲ့ carrot အပင်လေးတွေနော်ဒါလှုပ်နေတာလေးရှိမယ်ဒါကကျွန်တော်တို့ living room area နဲ့ bedroom area ပါ ဒါမှကြောင့်မလောက်ရသေးပါဘူးဒီမှန်ယူထားတဲ့ကြောင့်လည်းကျွန်တော်မှန်ကအရှင်ကြိုက်ပါတယ်။အရင်ကြိုက်တယ်ဒီမှာပါရတော့အိမ်ဆောက်ရတယ်နော်။ဒီလိုမှန်ထားတော့ဗျာကျွန်တော်ကြည့်။ဒီလိုရှိရနေပြီးတော့လှမ်းဝင်လိုက်တော့လေ။အိုးမှန်ယူစားတွေ့ပါဗျာ။အဝေးကနေလှမ်းကြည့်ဗျာကျွန်တော်တို့ ဘယ်နာကြည့်မလဲအဲ့ဒါလာပါခင်ဒီနာလမ်းကြည့်ပါမှန်ရို့တန်းတွေ့ရပါဘောနော်အဲ့တော့အနောက်ဘက်ကရှူငင်အမှန်ထားတဲ့အကြောင်းရတယ်နောက်ဘက်ကရှူငင်ကရမ်းလာပြီတော်တော်မှန်ထားတာဖြစ်တယ်ပရဟိုပင်မလေးကျွန်တော်လမ်းထက်စလေးချိန်လိုက်တယ်အဲ့တော့ကွတ်တီဖြစ်သွားပါဘူးဒီအိုင်ဒီယာလမ်းကြည့်ပကြီကားတစ်ချက်လို့ရေးဆွဲတယ်လို့ပြောရရှိကောနော်ဒီဘက်က walking area မှာလည်းကျွန်တော်ဘာမှမထည့်ရသေးဘူး interior ထည့်ဖို့လည်းကျွန်တော်ဒီမှာ material မရှိတော့ဒီမှာတော့တတိုင်းပဲချိန်ထားတယ်ပြီးတော့အပေါ်မှာ dust station เนาะ အဲ special ရောတော်များမပါဘူးနော်ဒါကို idea နဲ့ကိုလောက်တာ special ပဲအပေါ်မှာတင်တာဟိုအလုံးလုံးတော့ဘာနဲ့ညာဘက်တွေပါလေလုံးလုံးတယ်ဒါဝင်ညနေဘက်တွေပါလေလုံးလုံးတယ်မျက်စိတွေပါလေဟိုအဖြစ်နေဆိုရင်ဒီဘက်ဘေးမှာတော့ဒီဘက်ဘေးမှာလည်းဒါဟိုဘက်ကတောင်စွန်းဒီဘက်အနောက်ကိုကြီးလိုက်မယ်ဆိုလားဒါအပေါ်လေးတော့တက်တော်မြတ်ဒီမှာလေဝင်ရအပေါ်တွေအများကြီးဖောက်ပေးတာရဲ့ မင်းတို့နောက်ကိုကြည့်လိုက်မလားတော့အိုးစကူရာကြည့်ကြနေတဲ့ပုံလေးတွေကတွေးမြင်ရတာဖြစ်တယ်ပေါ့နော်မာထော့ချက်တစ်ချောင်းထုံးထိုင်ပါဆိုအရန်မောင်းနေလို့အိမ်ရည်ပြီးတော့ဒီမှာထူးချက်ချက်ကျွန်တော်အိမ်ပါတော့မထည့်သေးတာဘူးကျွန်တော်အိမ်ထက်တော့လမ်းနေလာပဲနော်ဒီအိမ်ရတာကျွန်တော်အိမ်ထက်တော့လမ်းနေလာကျွန်တော်တိတ်ချာလေးဆောက်ဝေးတာရမ်းမိုက်တယ်ဗျာဟမ်ကျွန်တော်အိမ်ထက်တော့လမ်းနေလာပဲဘာလို့တော့အပေါ်မှာမီးဆိုင်ပို့ပါလား လေဝင်လေထပ်ပေါ့အိုင်နာလေးပဲအဲလေဝင်လေထပ်ပေါ့လေသေချာလေးလည်းဝေးထားတာသေချာလေးရေတော့လည်းဝေးထားတာလန်ထန်စလေးတွေပြဘလောက်လာလဲသိတဲ့သေချာကြည့်ရှုလန်ထန်စကိုဘလောက်တောင်သုံးဝေးထားလဲဆို1 2 3 4 5အဲ့လောက်လောက်သုံးဝေးထားတယ်ဒီကတော့ကျွန်တော်တို့အာဒါ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 အိမ်ဒါအဲဒါဒီရင်ဒီရင်ပိုင်ရှင်ဒါအော်ပြည့်တဲ့တို့ကျွန်တော်တို့အဲ့ဒါ तू อ่ะအဲ့ဒီမှာ तू သိတယ် có ai bị có ai bị bây giờ đây nên anh em nhà để chụp là mình đã mua lên rồi thì ông lấy này rồi bây giờ đó là nói Th uh đi anh bạn xem một nhà từ ở đi anh bạn xem cho anh ta chỉ bộ nhá thì mà rồi nó thì mà bây giờ chả bị thay bao giờ đi xem mà walk in thì bây giờ lâu lâu lại già bây giờ lâu lâu lại già nên tôi ta cũng chạy từ lâu lâu già tôi chạy từ lâu lâu cho nó mình đâu biết đâu đó đâu mà nó ngoài nhà mai được ြည့်ရာလေးလှုပ်ဝေးထားတယ်။တော့နေတာလေးအရန်ဟိုမိုက်တယ်ဗျာ။ဒါကြွားလေးကခိုးလာတကယ်လည်းဟိုထဲမှာလည်းတကယ်လည်းရှိ။ကဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကြည့်ရှုပေးကြတဲ့ဘဲသက်ကြီးအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာဆိုတော့ channel လေးကို like and subscribe လုပ်ကြနောက်ထပ်အပတ်ဒီမှာ blog video တွေနဲ့ပြန်လာခဲ့မလဲဆိုတာကြည့်ရှုပေးကြပါဦးခင်ဗျာအပတ်ဒီမှာတော့ကျွန်တော်တော့တက်နောက်တက်တော့ရက်ဒီမှာပါဗျာနောက်မှာတော့အိမ်ပိုင်ရှိတာနဲ့ကျွန်တော်ထွက်ပေးရတော့ဆိုတော့အခါကျတော့ okay တော့ဒီနေ့ video တွေဒီမှာဆက်သွယ်ချင်ပါ like and subscribe လေးနဲ့ကူညီပေးကြပါခင်ဗျာ bye bye see you